နှလုံးတင်လာခဲ့ရတဲ့ပတ်တန်တွေကိုလက်တွေ့ဘဝမှာအသုံးချနိုင်လိုက်ဖို့အတွက်ဆန်နဲ့အတူဒီနေ့စာပိုက်တစ်ပိုက်စီလိုက်ပြီးတော့ရေးပါ vocabulary က writing ကပြီးတော့ usage တွေပါဆက်လက်နာတွေရရှိသွားမှာဖြစ်ပါတယ်အဲဒီနေ့သုံးမဲ့ပတ်တန်ကတော့ so that ဆိုတဲ့ပတ်တန်လေး so that ကနှမျိုးရှိတယ်ပူးရည်တာရှိတယ်ခွာရည်တာရှိတယ်ဒီနေ့ကပူးရည်တဲ့ပုံစံအ sorry အဲ့ဒါပူးရည်တဲ့ပုံစံလေး so that ကိုပူးရည်ထားလို့ရှိရင်ဒုမတာဇေယျလို့အထိပ္ပယ်ထွက်ပြီးတော့သူ့ရှိမှလည်း subject verb တစ်ပိုင်းသူ့နောက်မှလည်း subject verb တစ်ပိုင်းပါလိမ့်မယ်အဲသူ့ရဲ့တဘာဝဘယ်လိုရေးရလဲဆိုဒီဟာလေးကိုလုပ်တယ် တို့မှသာဒီဟာလေးဖြစ်မယ်ဒါမှမဟုတ်လည်းနောက်ပြန်ပြန်ပြောဆိုရင်ဒါလေးဖြစ်စေရန်ဒါလေးကိုလုပ်တယ်အဲဒီလိုမျိုးပေါ့နော်ဒီဟာကိုယူရပြီးဒါကိုလုပ်တာအဲ့လိုမျိုးကြည့်လိုက်အောင်ငါပြင်းပြင်းထန်ထန်လေးလာတယ်အဲ့တော့ subject နဲ့ပဲစာမယ်ငါဆို i လေးလာရဲ့ဆို steady ပြင်းပြင်းထန်ထန်ဆို i steady heart ငါပြင်းပြင်းထန်ထန်လေးလာတယ်တို့မှသာဖြစ်အောင်လည်း sub လေ so that ငါစာမှုဘွယ်ကိုအောင်နိုင်မယ်ဟုတ်ပြီ subject ပြန်လာမယ်နော်ငါဆို i subject ပြီး verb ကိုတော့လုံနိုင်မယ်ဆိုတော့ခံနေရမယ် I can honor pass I can pass my exam ဒီ exam လို့တော့လဲရတယ်ရဆက်လာကြည့်လိုက်အောင်ငါပြင်းပြင်းထန်ထန်လေ့လာတယ်ဒုမကငါစာမှုပွဲအောင်နိုင်မယ်တိလားဒီအကျိုးလေးကိုလိုချင်လို့ဒီအကြောင်းလုပ်တယ်ဆိုတာဟောပြောပြတာဒါမို့နောက်ပြပြန်မယ်ဆိုရင်ငါစာမှုပွဲကိုအောင်စေရန်ငါပြင်းပြင်းထန်ထန်လေ့လာတယ်ဒီလိုပြန်ရင်လည်းရတယ်အောက်ကစာကြောင်းလေးတွေကိုဒီလိုလေးခဏရပြီးရေးမယ်ဆိုရင်ရေးကြည့်လို့ရပြီဟုတ်ပြီနော်အဲငါစာအုပ်များစွာကိုဖတ်တယ်အဲတော့ I read စာအုပ်များစွာဆိုတော့ many books တို့မတာတို့မတာဆိုတော့ကနာစိုးတဲ့ပဲပြရေးမယ်ငါသင်္ကန်းစာတွေကိုနားလည်နိုင်တယ်ငါဆွဲ subject က i မလုပ်နိုင်မလဲနားလည်နိုင်မယ်ဆိုတော့ i can understand ဟောနားလည်နိုင်ပါလေသင်္ကန်းစာတွေကိုဆိုတော့ i can understand the lessons တော့သင်္ကန်းစာကိုနားလည်နိုင်ဖို့အတွက်စာများစာကိုဖတ်တယ်စာများစာကိုဖတ်တယ်တို့မသွား သင်္ကန်းစာတွေကိုနားလည်နိုင်မယ်ဒီလိုမျိုးပုံစံမျိုးလေးရှိရတာဆိုသက်ဒီဘာဖြစ်စေဖို့အတွက်ဘာလုပ်လဲဆိုတဲ့ဟာလေးလက်တွေပေါ်မှာသုံးနိုင်အောင်လုပ်တော့ဒီမှာစာပဲ click ဆရာဖွဲ့စည်းပေးထားတယ်။ငါနေတိုင်းစကားပြောလေ့ကျင့်နေတယ်ငါစော I subject ပြန်မတော်မလဲဘတ်သွားမယ်လေ့ကျင့်နေဆို practice ဘာလို့လေ့ကျင့်တာလဲစကားပြောလေ့ကျင့်နေဆို I practice speaking ဘယ်ချိန်လေ့ကျင့်လဲနေတိုင်းလေ့ကျင့်နေဆို every day ဒုမတာဆိုဓမ္မတာနဲ့ဒုမတာအတူတူပဲဆို so that ငါအင်္ဂလိပ်စာတိုးတက်လာမယ်ဆိုတော့ my english will ဖြစ်လာမယ်ဆို will black version လို we improve ငါညာဘက်နောက်ကျတဲ့အထိငါညာဘက်နောက်ကျတဲ့အထိအလုပ်လုပ်တယ်ဆိုတော့ i subject ပြီးသွားရင် verb ကိုသွားမယ်အလုပ်လုပ်တယ်ဆိုတော့ walk နောက်ကျတဲ့အထိကို late လို့ခေါ်တယ် i walk late ဘယ်ထိလဲဆိုရင်ညာဘက်ဆိုတော့ at night ဒါမှသာဖြစ်အောင် so that အင်္ဂါတွေကိုအပြီးတက်နိုင်မယ် subject လို့ရ subject ကလည်းငါပဲဆိုတော့ i ညာထည့်လိုက်မယ်အပြီးတက်တာတွေကိုမသိရင် လွယ်လေးပဲ finish ရပြီးဆုံးဒီလက်အဓိပ္ပာယ်ထွက်တယ်ပြီးသက်ဒီလက်အဓိပ္ပာယ်ထွက်တယ်နိုင်မယ်ဆိုခံလေးနဲ့တုံးမယ် i have finish exactly ဆိုတော့ my homework ငါဓာရီအားလုံးကိုလုပ်တယ်ဆိုတော့ i subject ကငါ subject ဘာကိုသွားမယ်လုပ်တယ်ဆိုတော့ do ဓာရီအားလုံးကိုမသိတော့ဓာရီကတက်ထားမယ် all of this လို့ခေါ်တယ်ဒါဓာရီအားလုံးငါလုပ်တယ်ဘာကြောင့်လုပ်တာလဲ so that ငါကငါပန်းတိုင်ကိုရောက်နိုင်မယ်ဆိုတော့ i can ရောက်တာဒီ arrive ရှိတယ် get to ရှိတယ် reach ဆိုတာလည်းရှိတယ် reach ကိုဘယ်နေရာမှာတောင်းလဲလို့မေးရဆိုင်တယ်နော်ဗျာဒီနေရာမှာတောင်းတာဖြစ်တယ်ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ရှိရဆိုတဲ့အနေထားကိုဆိုတော့ reach နဲ့တော့ရယ် i can reach the two way by မလို့ဘာလို့ရောက် two way by အတေးပိုင်းမလို့နော် reach ကတလုံးနဲ့နဲ့နေနောက်မှာ preposition ပဲပါပဲရေးလို့ရပြီငါပန်းနိုင်ဆို my go ကဒီဒီမှာဆိုနေဆရာက so that ဆိုရဲ့ငယ်တော့အသင်ခဲ့တဲ့ပတ်တန်လေးကိုသုံးပြီးတော့ လက်တွေ့ပေါ်မှာအဲ့လိုသုံးရဲဆိုတာလေးကိုဆရာပြောပြခဲ့ပြီးဖြစ်ပါတယ်။မနက်ခါမှလည်းတခါဒီစိုးတက်ကိုပဲနောက်ထပ်ပုံစံစာပိုင်းတစ်ပိုင်းနဲ့ထပ်ပြီးလေ့ကျင့်အောင်ဖြစ်ပါတယ်။အဲ့လိုမျိုးနေတိုင်းလေ့ကျင့်နေပဲကိုယ့်ရဲ့အရေးသားစွမ်းရည်ရနေတဲ့စင်အပြောစွမ်းရည်နားထောင်တဲ့စွမ်းရည် vocabulary စွမ်းရည်စသဖြင့်ဖြန့်ပြီးတော့တိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်နေတိုင်းမပြတ်မကွာတစ်နေ့ကိုအချိန်9မိနစ်ကနေ7မိနစ်ပေးပြီးတော့ကြိုးစားလေ့ကျင့်ကြပါ။ Fighting ပါ